န်တူမရမှာလေနော်ဒီနေ့ပဲသွားမှာလဲဒီလမ်းပါကိုကတော့ဘိုက်စာလို့ပုတ်စားနေကြပါတယ်မင်းစားကမင်းစားပဲလေဘိုက်စာလို့ကျွန်တော်ညီကောင်မောင်နှမတွေထိုင်ဝမ်ရဲ့အရှေ့မြောက်ပိုင်းမှာရှိတဲ့ဂျီလန်ဆိုတဲ့မြို့လေးကိုစိုင်းကယ်နဲ့ road trip သွားကြမှာဖြစ်ပါတယ် ထိုင်ပေကနေကြီးလန်ကိုဆိုင်ကယ်နဲ့သွားလို့ရရလဲနှစ်လန်သုံးလန်လောက်ရှိရပါတော့အဲ့ထဲကမှတောင်ပတ်လန်အကွက်ကောက်များပြီးတော့ရှုခင်းရန်လာတဲ့ပေကြီးလူအမှတ်ကိုလန်ကျောင်းတောင်းမှာပဲဖြစ်ပါတယ်ရှိလံကိုပေလိုကနေသွားမယ်ဆိုလို့ရှိရင်တော့အကွာဝေးအဖြစ်88ကီလိုမီတာ80လောက်ရှိမယ်ပေါ့နော်ပြီး2နာရီခွဲလောက်မောင်းမှာဖြစ်ပါတယ်။ရှိလံကို road trip သွားဖို့စဉ်းစားနေတဲ့တကယ်ချင်းတွေရှိရဆိုလို့ရှိရင်တော့ပေလိုမှာဒီလိုမျိုး racing bike ဆိုင်ကယ်အကြီးတွေကိုတည်ထားဖို့လိုပါတယ်။သူတို့တွေကဝါသနာအရအဖွဲလိုက် ဆိုင်ကထွက်မောင်းကြတာရှိရယ်နောက်ပြီးဆိုင်ကပြန်ကြတာရှိရယ်ပေါ့နော်လမ်းကလည်းတောင်ပလန်းဖြစ်တဲ့တော့ကြောင့်မို့လို့တို့ရောတော့တတိထားဖို့ဂရုစိုက်ဖို့လိုပါတယ်ခင်ဗျာဘာမှတော့မသိဘူးပေါ့ဒီရယ်ရတာတော့မရဘူးဟုတ်ကဲ့ဆိုင်ကနေဆောင်းတော့ရောက်ရှိလာပါပြီဘူးသားဒီစည်းပါဘာလို့ဆိုင်ကရတော့တိတိပါတို့တွေကတော့ပြန်ပြီးနေပါ Facebook အဖူလေးတော်လာအော်ကားပါပါလေကားပါပါမိုက်တောင်းမိုက်တောင်းဟိုပါလေတော့ပို့ပို့လို့ဖြစ်နေတာ ကျော်လာဆိုင်ကမောင်းလို့မင်းမောင်းတင်တဲ့လမ်းကိုအကွေနေပြီလေရှယ်မောင်းရတာတနင်္လာကျန်သေးတယ်မောင်းရလို့ပို့ခိုင်းတာတော်တော်ကီလို50ကျန်သေးတယ်မောင်းဖို့ပုံမရသေးတယ်ကျွန်တော်တချို့ကတော့တလောက်ဆောင်ရခုတော့ရောက်ခံနေပါပြီໃຈຮູ້ຕາມບໍ່ອ້າຍບາດຈາກເລີຍເດີ້ມາບາລະໃຈຮູ້ຕາມບໍ່ອ້າຍຊິມາປູໄປຂະຫນາດຈິແມ່ຊິລະຊິຍິນແລະສັດຕໍ່ແມ່ໂອ້ເປັນເລີຍ ဘာလို့ပုံမှန်လေးကျွန်တော်ကိုင်းမိကိုမမြင်ဘူးလားပြင်လေကြီးကိုပြင်ဟုတ်ကဲ့နီးပြီကိုဆိုရင်ကျွန်တော်ရေးလောင်ရောက်ရှိလာပါပြီပထမဆုံးအနေနဲ့ခါခေါလန်ရဲ့ချက်ဆိုင်ရုံကိုတွားရောက်လက်ပတ်လေးလာမှာပဲဖြစ်ပါတယ်မာရောရတမကြီးပါရတမကြီးကတက်ကြွနေပါတယ်ရဲ့ချက်ဆိုင်ရုံလာတော့

ီဒီယိုနှစ်လိုက်တူလောင်ထင်းထားပြီးတော့လိုချင်တဲ့တက်တက်ပမာဏရအောင်ဒီထဲမှာပဲတူလောင်ထားဖြစ်ပါတယ်တော့တော့မတော့ရသေးဘူးเนาะဒါပေမဲ့မတော့ရသေးဘူးမျိုးနေပါနောက်တနေရာကတော့ကျွန်တော်တို့ Jamme Ama Frank ဆိုတဲ့ရိတ်ဆိုင်ကိုဒီလေးတော့မှာဖြစ်ပါတယ်အဲ့မှာ Alpha Car နဲ့တခြားအကောင့်လေးကိုဆက်တော့ချိန်ပါပါ

ซี้ยสิทธิ์ด่าเลยหมอเชื่อซี้ยสิทธิ์อ่าด่าๆอสาอสาซ้าจินโลวะเนาะอสาซ้าจินโลสู่เปลี่ยนบวยโลเว้ยเออซาลาก้าวอืมอ่าไล่ชาไล่ชาโหบะโหบะคาลองดีโหบะคาลองดีดิปี้ๆๆๆปี้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 ปี้ปี้ปี้โหบะตะปี้ตะปี้อ่ะปี้ๆๆๆปี้ๆมาตะเนี่ยเอ้งเนี่ยเลยอ่าตะเนี่ยเอ้งเนี่ยไม่เอาหมอ တော့ထိတ်တော့ရောက်သွားတယ်ကြည်ဘလိုကောင်းတော့ကွာအေးစိဦးစားနော်ဆောလက်သေးမလိုက်ခွာခွာပြီးသားခုနကလေးလေးနဲ့သူမလိုက်ဘူးသူကလက်သေးလို့တဲ့ခုနကိုကကျွန်တော်တို့နေလဲသားဆောင်မှာဖြစ်ပါတယ်ဝိုင်းမရသေးပါဘူးလူတွေများနေတဲ့အတွက်နိုင်ဝင်လောက်ဆောင်ပါအောင်မယ်ဆမကြီးရောဖလပြနေပါပြီဆမကြီးအိတ်နေပါပြီ တယောက်ကတော့ခေါင်းပေါက်သွားပါပြီသူပြင်နေဆောင်ပြီလို့ပါနိလေစာမာရာတွေရောက်လာပါပြီအသားဆုံးအေးဘွဲရဲ့ဘဲသားရဲ့ဝက်ပောင်ရင်သားကြော်ရဲ့စွမ်းလာထန်ရဲ့ဖြစ်ပါတယ်စားလိုက်ပါဦးမယ်ခုကျွန်တော်တို့နေလဲစားစားပြီးတော့ချင်းဆွေ water geothermal square ဆိုတဲ့နေရာကိုသွားနေကြတာဖြစ်ပါတယ်။ဘာလောက်တာလဲ။ ကျုပ်လားပြုတ်လားကျုပ်လားပြုတ်လားကျုပ်လားပြုတ်စားမစ္စတာဘရောင်းမေတော့ကျုပ်စားလားအကွေကော်ဖီကော့ဟိုအခွေလားဘီယိုပြောသွားရင်ရန်ခုံနေရဆိုနှောက်လို့ပြေခုံလိုက်ပါတယ်မိသားစုလိုက် ASC အနာယူခြင်းလဲဆိုရင်တော့ဒီတောတောင်တဘာဝချာမှာရှိနေတဲ့နေရာလေးကို live လေးပတ်လို့ရပါတယ်။ချက်ဥ၊ပြောင်းမှု၊မြေပဲ၊ကစုံဥအစရှိတာတွေကိုဒီထဲမှာထည့်ပြလို့ရပါတယ်။ကိုယ်တိုင်အင်အားယူလာလို့ရတယ်လို့ဒီမှာဝယ်လို့လည်းရပါတယ်။ ညစာတော့ကျွန်တော်တို့ဒီဆိုင်မှာစားမှာဖြစ်ပါတယ်။သူကတော့ seafood buffet ဆိုင်မှာပင်လယ်စာတွေစုံစုံလင်လင်လက်လက်ဆက်ဆက်ရရှိနိုင်ပါတယ်။အဲပင်လယ်စာတွေချက်ချင်းချက်ပြီးသားရှိသလိုกินပြီးသားလည်းရှိပါတယ်။ sashimi ကြိုက်တဲ့သူတွေအတွက်လည်းတူနာနဲ့ဆယ်မွန်အပြင်တခြားနှမျိုးသုံးမျိုးရနိုင်ပါသေးတယ်။ตรงนี้โอ้ยโอ้ยมาตรงตรงนี้ တခါပဲရမယ်။ဟာကြ။တခါ။တခါပဲ။တခါပဲ။တော့တိရှိ။အရင်ကဘာမှရောက်လို့ဘူး။အဲ့လို။ကျိုးပါ့။တော့မလမ်းမတဲ့ဒီွာတာ။ကျိုးအောင်တဲ့ဒီွာ။ဟဲ့ပါ။ကျွန်တော်တို့ရဲ့ရီလန်ခီစင်ကတော့ပထမတည့်ရပြီးဆုံးသွားပါပြီ။ကုရဟိုတယ်မှာအားယူလိုက်ပါအောင်မယ်။ ဒုတိယမြောက်နေ့ရဲ့ပထမဆုံးလာရောက်လက်ပတ်တဲ့နေရာကတော့ traditional accent ဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ထိုင်ဝမ်ရဲ့ရိုးရာအနုပညာနဲ့ယဉ်ကျေးမှုတွေကိုထင်းထင်းပြသထားတာကိုမြင်သိရမှာပါအဲဒီမှာဆိုရင်တော့သူရဲ့တမိုင်းဝင်အစာအုပ်လေးနဲ့ရိုးရလက်မှုပညာတွေကိုလေ့လာနိုင်မှာဖြစ်ပြီးတော့အဲထဲမှာကိုကြိုက်နှစ်တဲ့အရာလေးတွေရှိရင်လည်းဝယ်ယူအပ်ပြလို့ရပါတယ်ကျွန်တော်တို့သွားလေတဲ့အချိန်မှာစုံခုံရှိုးရှိတဲ့အချိန်ဖြစ်ပါတယ်

ကောင်ကတော့ကြောရမ်းတင်ပါတယ်ရှေ့ကျွန်းထိုးလိုက်နောက်ကျွန်းထိုးလိုက်နဲ့ဒီကောင်လေးကိုလှုပ်ရှုပ်နေတာပါနေ့လက်သားစားခဲ့တဲ့ဒီဇိုင်းလေးကတော့တော်တော်လေးစားလို့အဆင်ပြေပါတယ်သူရဲ့ခောက်ကင်ထမင်းဘဲကင်ထမင်းနဲ့ချက်ကင်ထမင်းအားလုံးစားလို့အရင်ကောင်းပါတယ်ကြည့်ရမယ်ရှင်ဒါတော့ဒီမ ్యూ စီယံရဲ့အစားအုပ်ဒီဇိုင်းပုံစံငယ်လေးကိုလေ့လာလို့ရအောင်ပြသပေးထားတာပဲဖြစ်ပါတယ်။

ခုဆိုရင်ရီလန်ခီးစလေးပြီးဆုံးသွားလို့အိမ်ပြန်နေတာဖြစ်ပါတယ်အပြန်လန်းတော့အမှတ်နှစ်လန်းချောင်းပင်ဟိုင်လူကန်ယိုရန်လန်ဘက်ကပြန်လာဖြစ်ပါတယ်ဒီလန်ဘက်ကပြန်မယ်ဆိုရင်တော့ပင်လေကန်ယိုရန်အလောက်ခန်းစားမှာဖြစ်ပြီးတော့ပေဤလူဘက်ကပြန်မယ်ဆိုရင်တော့တောတောင်တဘာဝရှုခင်းလောက်ခန်းစားမှာဖြစ်ပါတယ်ကျွန်တော်တို့တိတ်မကြခင်မှာပဲတိုင်ပြေကိုပြန်ရောက်ပါတော့မယ်။အားလုံးပဲ Now Block မှာပြန်လည်ဆုံးသေးကြပါမယ်။